မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေတောက်ကြသားသမီးတွေ2025ခုနှစ်12ရက်နေ့ရနေပြီးတော့21ရက်နေ့ဒီတပတ်စာတားတော့နဲ့ခေါ်ကြပြီးမှဖြစ်တဲ့အတွက်တောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပါရခင်ဗျာဝေးပါကြပါစေလို့ဆရာကမေတ္တာပို့ဆောင်ပါဆက်နာပြုသားလိုက်ပါတယ်ဆိုတော့တောက်ကြသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိ2025ခုနှစ်12ရက်နေ့ရနေ21ရက်နေ့ဒီမိတ်ဆွေတို့ရဲ့ရင်ထဲမှာ ခုခုကိုဖြစ်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေတဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ဖြစ်လာမလားဖြစ်မှာဖြစ်ပါမလားဆိုတဲ့မျှော်လင့်ချက်လေးတွေဖြစ်နေတာမျိုးငွေကြီးနဲ့ပတ်သက်ပြီးတော့အရေးကြီးသောကိစ္စစိုးရိမ်ပူပန်နေတာမျိုးမဖြစ်လာသေးတဲ့ကိစ္စတွေမှာငါဒီငွေကြီးဒီတယောက်နာရမှရပါမလားသူ့ဘဝငါမျှော်လင့်ထားတယ်လို့ဝင်မဝင်လာပါမလားဒီအခြေအနေတစ်ခုရောက်လို့ရှိရင်ငွေကြီးနဲ့ပတ်သက်လာရင်တင်းတယ်ကိုရရှိရမလားဆိုတဲ့အပူပင်တော့ကလည်းစိတ်နှက်ခွာ ဖြစ်နေတာမျိုးလုပ်ငန်းကိစ္စအလုပ်ကိစ္စတခုကိုလည်းလုပ်ရင်ကောင်းမလုပ်ရင်ကောင်းရှင်းတွေ့ရင်ကောင်းနောက်ဆုံးရင်ကောင်းဒီလိုမျိုးကိစ္စလေးတွေဆုံးဖြတ်ချက်ဒွန်တွဲနေတော့စိတ်မျိုးတွေဖြစ်ပေါ်နေတဲ့အတွက်ဘာကိုမစိုးကိုယ်တိုင်စဉ်းစားပြီးတော့တည်တည်ချာချာလေးဆုံးဖြတ်ဆောင်ရတာပုံပုံကောင်းပုံပြီးတော့ကန်တရားရဲ့အထောက်ကိုရရှိစေဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့ ခྱི་သွားကိစ္စလေးတွေခྱི་ထွက်တဲ့ကိစ္စလေးတွေဖြစ်ပေါ်နေတာမျိုးခྱི་သွားမဲ့ကိစ္စလေးတွေစီစဉ်ထားတာမျိုးအကြံဉာဏ်ချထားတာမျိုးလောက်ဆောင်ပါဒီလိုကိစ္စမျိုးတွေပြီးတော့မှတာအရေးကြီးတဲ့ကိစ္စတွေကိုစဉ်းစားဆုံးဖြတ်ဆောင်ရွက်ရင်ကန်တရားရဲ့တိုးတက်မှုကိုရရှိတတ်ပါလေယာဉ်လုံငန်းကိုင်းငန်းနဲ့ပတ်သက်ပြီးယာဉ်တူတာမျိုးယာဉ်တက်တာမျိုးဂျုံကတက်တယ်လို့မထင်မှတ်ပဲနဲ့ခྱི་သွားတာခྱི་ထွက်တာခྱི་နဲ့ပတ်သက်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဟိုမမျော်လင့်တာပဲနဲ့တွားရတာမျိုးတရားမခྱི་တဲ့အလဲတွေတွားရတာမျိုးဂျုံကတက်ပါလေစက်ပစ္စည်းရင်လေးအထွက်ပြတ်တာမျိုးတကူးကိုကန်ရတာမျိုး ဖြစ်ရတဲ့အတွက်တော့တတိထားဆင်ခြင်ပြီးပါငွေကြီးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ဆက်ပစ္စည်းရင်းကိစ္စလေးတွေကြောင့်ငွေကြီးအကုန်ကြများတတ်ပြင်မဲ့ဘလောက်ပဲပုံစံကငွေကြီးနဲ့ပတ်သက်ရင်ပြန်လဲဝင်လာတာမျိုးလေးတွေပြန်လဲရရှိလာမျိုးတွေချင်းတွေရရှိမဲ့အပတ်တာကာလပိုင်းချပြစ်ပြီးတဲ့အခါငွေကြီးကိစ္စနဲ့ပတ်သက်လာရင်တော့အဲအစမှနည်းနည်းလေးခက်ခဲကြက်တယ်ပြင်မဲ့အဆုံးသက်ကြရင်စီပီအောင်မြင်တိုးတက်မှုတွေရရှိမှအသေးချာဖြစ်တယ်အလောက်ကရင်အလောက်ကရင်ပတ်သက်လာရင်တော့ဘာကိုမဆိုအဲမိမိတို့အနေနဲ့ အစုခြေရလုပ်ငန်းတွေဆက်ပြီးလုပ်ငန်းတွေအတူပေးပါလေလက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောက်ဆူတာမျိုးတွေပုံမှုအားသာကောင်းပါမှာလေလုပ်ငန်းနဲ့ပတ်သက်လာရင်အလုပ်နဲ့ပတ်သက်လာရင်ချစ်ခင်မြန်လို့တော့သူတွေအခုမျိုးရရှိတာမျိုးမိမိအိမ်ဆောင်ဘက်ရဲ့အေဂျင်စီကိုရရှိတာမျိုးကြုံရတတ်လို့ရာထူးလုပ်ငန်းတက်ချင်းရာထူးတိုးချင်းငွေကြေးလက်လက်လာပါဝင်ချင်းတွေကြုံရတတ်တော့ကာလပိုင်းခြားဖြစ်ပါလေဒါအပြင်ဒီကာလမှာတောက်ကြတဲ့မိမိတွေဟာမျက်နှာပွင့်လန်းခြင်း အဲစနလိုချစ်ခင်တင်တာချင်းပြောဆိုခြင်းတွေကိုပြောဆိုဆောင်ရွက်တာမျိုးတွေအေဂျင့်မှုတွေအဲမိမိတို့အနေနဲ့အလိုရာကိစ္စတွေကိုပြီးတော့အဲစနလိုမိမိဘက်ကလိုအပ်သောကိစ္စတွေကိုတိတိကျကျလေးနဲ့အေဂျင့်ဆန်လေးပြောဆိုဆောင်ရွက်ရင်ဘာကိုမဆိုတိုးတက်မဲ့ကာလဖြစ်ပြီးတဲ့အခါအကူအညီထောက်ကူမှုတွေရရှိတတ်ပါတယ်အထက်လူကြီးအမျိုးသမီးတအုပ်တယောက်ရဲ့အကူအညီကိုရရှိတာမျိုးအသက်ကြီးသူတွေရဲ့အကူအညီကိုရရှိတာမျိုးအမျိုးသမီးတအုပ်တယောက်နာနေပြီးတော့အကအကူအညီတွေလိုအပ်ချက်တွေကိုရရှိအောင်စွမ်းဆောင်နိုင်သောကာလဖြစ်ပြီးတဲ့အခါထိကန့်ဆန်းခြင်းထိထိုးခြင်းတွေပြုလုပ်လို့ရပါတယ်မိမိအိမ်ထဲမှာအကြောင်းအရာမျိုးစုံနဲ့မင်္ဂလာကိစ္စတွေပြောရတာမျိုးလေးတွေအဲမင်္ဂလာပြုမင်္ဂလာဆောင်တာမျိုးကိစ္စမျိုး အလူတန်းကိစ္စလေးမြေတားကြီးဆိုင်ရာကိစ္စလေးမှာရှစ်လို့ဆောင်နေပြောဆိုရတော့မင်္ဂလာဒုက္ခိဒုက္ခဆိုရဲမင်္ဂလာကောင်းကျိုးနေ ပြောဆိုတာမျိုးလေးတွေအိမ်မှာထားပြီးတော့လက်လာပါပွင့်လန်းစီမဲ့ကာလဖြစ်ပါတယ်အထူးသဖြင့်ကားကတော့ဆက်ပစ္စည်းတို့အသစ်ဝင်တတ်ပါတယ်ဒါအပြင်ချွေငွေလက်ဝက်လက်စားဗရန်များနီလာအစရှိတာတွေဝင်တတ်ပါတယ်သာသမီရတာမျိုးလူဝင်တာမျိုးတွေလည်းအကျိုးပေးသောကာလပတ်တာအပိုက်ချဖြစ်ပြီးတော့ဘာကိုမဆိုတောက်ကြသာသမီတွေနဲ့ရှေ့တို့ဆောင်ရလွတ်ဆောင်ရအသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတဲ့ကာလဖြစ်တဲ့အိုးအိမ်ရှာမီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲမိတ်ဆွေတို့နဲ့ရောင်းနာမျိုးလေးတွေဝယ်တာမျိုးတွေအကျိုးပေးပါတယ်သို့တော့လုပ်ငန်းတက်အလုပ်တက်ကိုစတင်လွတ်ဆောင်တဲ့အခါမှာတော့မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အလင်းစလုံးလောလောကြီးမဆောင်ရပါနဲ့စိတ်ထဲမှာစက္ကနဲပေါ်လာရင်ဒါကနေတိုင်းကနေဝုန်းနဲ့မလုပ်ဘဲနဲ့တင်းတင်းချာချာစဉ်းစား ာအကြံချပြီးတော့ဆုံးဖြတ်ရင်အောင်မြင်မှုတွေကိုကျင်းတည်ရရှိပြီးတော့ထင်ကောင်းမှုတွေမရှိပဲအစီအမံမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တီထိုးတာမျိုးတီကန်ဆန်းတာမျိုးတော့ပုံမကောင်းမှမှာတယ်ဘာလို့ဖြစ်ဖြစ်စိတ်အေးအေးလေးနဲ့အလင်းစလုံးမလို့ခဲချစ်တို့ဆောင်နဲ့လွတ်ဆောင်ရင်အောင်မြင်တိုးတက်ပြီးတော့အစီအမံပြနိုင်ကြပါမှမရှိပဲနဲ့အားလုံးအစီအမံအောင်မြင်တိုးတက်သွားစေနဲ့အပတ္တကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ရတယ်ခင်ဗျာ ထို့ပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လို့လက်လုံထားတဲ့ငွေကြီးတွေပြန်လဲရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲလက်လုံပြီးတာငွေကြီးတွေကိုပြောဆိုဆောင်ရွက်ရရှိအောင်ဆွမ်းဆောင်လာမျိုးတွေအကျိုးပေးတယ်လို့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်တော့အဲအမွေရလာမျိုးလေးတွေထိပောက်တာမျိုးလေးတွေယတနာပုံစိုက်ကိန်းတို့တားဆွေတို့ထမ်းလာတယ်လို့ဂိမ်းနေတဲ့ငွေကြီးနဲ့ပတ်တိုင်းအခက်အခဲမရှိပဲအစီအမံဖြစ်တဲ့အတွက်တောက်ကြတာသမီးတွေဟာငွေကြီးဆိုင်ရာကိစ္စတွေမှာဘာလို့မဆိုအင်မတန်ပြုစုရှာရှိလို့ဆောင်ရွက်လို့ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါလေခင်ဗျာထို့အပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့စိတ်ထဲမှာ အဲကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာတစုံတစ်ယောက်တဦးတစ်ယောက်ကိုအကြောင်းပြုပြီးတော့တတိယနေတာမျိုးမိန်ကောင်းဆွေတောင်းနေကိုတတိယနေတာမျိုးလေးတွေကြုံရတက်ပြီးတဲ့အခါကျမကြီးနဲ့ပတ်သက်လာတဲ့အခါထိုးသူတွေကိုအိမ်မဆွဲမှတ်တာမျိုးလေးတွေဆိုကျမကြီးညံ့တာမျိုးရှူချတာမျိုးလေးဖြစ်ရတဲ့အတွက်တော့တတိထားပါအထူးသဖြင့်မိတ်ဆွေတို့အနေနဲ့စုံပြီးသားသူတွေတည်ပြီးသားသူတွေကိုအိမ်မမှတ်တဲ့အခါမျိုးလေးကြပါရှင်တော့ကျမကြီးနဲ့လည်းညံ့တဲ့ကြောင်းနဲ့ထလောင်းတတိပြန်လို့အကြောင်းထလောင်းပြောကြလိုက်ရတယ်ဒါအပြင်အလူတန်းကိစ္စတွေဘာသာရေးကိစ္စတွေမကူတကယ်လည်းမလူပါသေးပဲနဲ့နှုတ်ကနေပြီးတော့ဂတိခံတာမျိုးမလုပ်ပါနဲ့ကံရဲ့ချင်းတော်ချင်းကြံ့ကြခြင်းမျိုးလေးကြုံရတဲ့အတွက်ဒီချက်လေးကိုတတိပြုစီခြင်းရအတွက်တော့လူအကြောင်းထလောင်းပြောကြလိုက်ရ ရတယ်အဲ့ဒါပြင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာတော့စိတ်မအီမသာဖြစ်ခြင်းမျိုးတွေစိတ်ထဲမှာဘာလို့ဖြစ်ခြင်းလို့ဖြစ်ခြင်းတွေမှမသိဘဲနဲ့အလရရဒေါသတွေအလိုလိုထွက်နေတာမျိုးလေးတွေအနေငယ်ဖြစ်ရတာလွယ်ကျန်တာဘာမှဆူဆူဘွားဘာမှမရှိလောက်ဘူးဆိုတော့အပ္ပတကလာပိုင်းချဖြစ်ပါတယ်ခင်ဗျာထို့အပြင်နောက်တစ်ခုကမိတ်ဆွေတို့လူငယ်တွေအရှိအရှိရင်းနဲ့ပတ်သက်လာရင်မိန်းကလေးတွေသတိထားပါကောင်းပါတယ်တော့မထင်မဖက်အိမ်အောင်ကြတာမျိုးလေးတွေပူဇာဘက်ပေါ်တာမျိုးလေးတွေဂျုံအားတက်တယ်လို့အဲအဲတမိစားရေးမှဆိုရင်လည်းတုံးနဲ့တူတယောက်နဲ့တယောက်ကြားထဲမှာသုံးမွေ့ဆိုင်ဖြစ်တာလူတွေတယောက်နဲ့တယောက်တုံးနဲ့တူကြားထဲမှာစိတ်ခံတဲ့လို့ စကားများရံဖြစ်တာမျိုးတွေတဝင်တူရိုးစွန်းမှုတွေနေကြောင်းလေအခြေအနေနဲ့ပတ်သက်လာရင်တော့တယောက်နဲ့တယောက်ဒုနဲ့ဒုစကားနိုင်နေလူတာမျိုးတွေနောက်ဆုံးဘလို့မှရှေ့ဆက်မရတော့တဲ့အခြေအနေတစ်ခုအတိုင်းလာတူကိုရောက်ချစ်တတ်တဲ့အတွက်တော့သတိပြုစင်ရန်လိုအပ်သောကာလပိုင်းကြာဖြစ်ပါလေခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တပူးဆိုတဲ့ကံမျိုးကြာနေတဲ့အတွက်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့အဲဘာလို့ဖြစ်ဖြစ်အတွေးလွန်နေတာမျိုးမိသားစုအိမ်တွင်းရေးတွေပတ်သက်တာပြီးတော့စိတ်ညစ်စရာမျိုးတွေတွေစိတ်ကြွတာမျိုးတွေတွေမိမိရဲ့အိမ်တော်ဘက်ပေါ်မှာတဝင်တူရိုးစွန်းတာမျိုးတွေတွေကိစ္စအဟောင်းကြီးကိုတန်လျာကြီးများများဖြစ်နေတာမျိုးတွေတွေကြောင့်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ဖြစ်စေကိုကအတွေးလွန်နေတာမျိုးတွေဖြစ်တဲ့အတွက်ဘာလို့မဆိုလက်တွေ့မှာကြာကြာဆောင်ဖြတ်ဆောင်ရွက်ပြီးတော့မှသာ အဲလက်တွေ့ကြမှာဒါဆွဆွဲပြောဆိုတာမျိုးတွေလောက်ပါကိုယ့်ရဲ့စိတ်အထင်နဲ့ခံမှန်းတွေးခေါ်ပြီးတော့ပြောဆိုတာမျိုးကကိုယ့်ရဲ့စိတ်ကိုကိုနှိမ့်ဆက်တတ်တဲ့ဘောလေးဖြစ်တတ်တဲ့အတွက်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာလို့ဖြစ်ဖြစ်အတွေးမလုံဘူးလိုအကြောင်းနဲ့အဲရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုလိုပဲတိကျဒီကြစိတ်ဆက်မှာဒါပြောဆိုဆွဆွဲပြောဆိုတာကောင်းပါတယ်မဟုတ်လို့ရှိရင်တရားမပြောလူနဲ့လူနားလဲမှုတွေလွဲတာမျိုးတွေတန်တရားမြတ်လုံးတွေကြောင့်တစ်ဖက်ကလည်းမွန်ကြတစ်ဖက်ကလည်းအစီအမံပြီးဖြစ်တတ်တဲ့ကာလမျိုးဖြစ်တတ်တဲ့အတွက်ဒီကြစဉ်းကြည့်ပါအထူးသဖြင့်အိမ်ကြီးကိစ္စပဋိပက္ခကိစ္စလေးတွေကိုအပြင်းမထွက်စေပါနဲ့ဒါလေးတစ်ခုကိုတော့ကိုယ်မီကိုကိုနိုင်အောင် ိမှုလိုအပ်ကြောင်းနဲ့မဆိုင်နဲ့မလူလာအပ်တဲ့အဖြစ်အနောက်လေးဝင်တဲ့ကြောင်းနဲ့ထပ်တော်ပြောကြားလိုက်ပါစေ။ အကျိုးပေးသောအရာများအနေနဲ့အထူးသဖြင့်လင်ယောက်ကြားနဲ့ပတ်သက်ပြီးတော့အပြစ်တင်တာမျိုးမိမိအိမ်နောက်ဘက်နဲ့ပတ်သက်လို့ဇနီးမယားနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာမျိုးအချက်လူကြီးအကြီးကဲနဲ့ပတ်သက်လာပြီးအဲတစ်ဖက်မှာအပုတ်ချပြောဆိုတာမျိုးသူမဟုတ်အဖေသူမဟုတ်အဆက်ရှိတဲ့ပုံပုံမျိုးကိုအပြစ်မြင်ပြောဆိုတာမျိုးတွေကမိမိရဲ့လုပ်ငန်းကံအလုပ်ကံကိုထင်ကျော်ကြံ့ကြာစီတက်တော့အပတ်တာကာလဖြစ်ပြီးတော့ကောင်းကျိုးသောနမိတ်ကောင်းသောအတိတ်နဲ့လုပ်ငန်းကုထက်အလုပ်အကြီးကဲစီနီယာအဆက်ရှိတဲ့လူတွေလင်ယောက်ကြားအိမ်ဦးနဲ့အဆက်ရှိတဲ့ပုံပုံမျိုးကိုကောင်းသောစကားရှိမှစကားများများပြောပြီးခြင်းသည်ကံရဲ့တုတ်တက်ရှင်ကိုရရှိစေတက်တော့အပတ်တာကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျအကျိုးပေးသောလုပ်ငန်း ်းနေနေနဲ့ဆိုရင်တော့ဘာကိုမစုံငွေကြီးနဲ့ပတ်သက်လို့ချိလို့ဆိုရင်လုံဆောင်မှာအလုပ်ကိစ္စလုပ်ငန်းကိစ္စမှန်လားမကိုအဲအင်းအင်းနဲ့အလင်းစလုံးမလို့ပဲဆုံးဖြတ်ရင်အောင်မြင်တိုးတက်မှုတွေဂျင်းတွေရရှိမှာပါအင်္ဂါကြီးနဲ့ပတ်သက်လို့တော့ညံ့ပါတယ်ဆိုတဲ့အကြောင်းလေးထပ်လောင်းပြောကြားလိုက်ပြရစီဒါကပြီးမရှိလို့ဒီအပတ်တာတော့ဒီမှာဆိုရင်အကျိုးပြီးတော့ကဏ္ဍနေနေဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍကိုကဏ္ဍနေတာမရှိလို့တော့အကျိုးပေးကံကောင်းစီပြီးအကျိုးပေးတော့နေသားနေနေဆိုရင်တနင်္လာသာသမီစနေသားသမီတွေကကန်စာတာရဲ့တိုးတက်မှုကိုရရှိစီပြီးတော့အကျိုးပေးစီတော့အရဟာတော့အရှိ့ မြောက်တောင်ကြီးဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်အရာစင်ပြီးအောင်မြင်ပုတ်တက်ဇီယံအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွေအယောင်းဖက်စီဖို့အတွက်ဆိုရင်အဲခမင်းစားတဲ့ခရင်ကလေးတစ်ခုနဲ့ခုနှစ်ချက်တကြီးထိတွေ့ရိုက်ကုန်ပြီးတော့မိတ်ဆွေတို့ရဲ့ကိုယ်စီတွေကိုရောင်းလိုက်အယောင်းတွေအယောင်းဖက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်အရာရည်ကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အဲမိတ်ဆွေတို့အနေနဲ့ဟိုခရမ်းရောင်းလို့နော်စနလိုပေါ်ဆက်အညိုရောင်းလို့ထုထုပြင်အယောင်းမှိုင်းမှိုင်းကြီးအယောင်းရင်းရင်တွေကိုဝစ်စင်ပြောဆိုရင်အောင်မြင်ပုတ်တက်မှုတွေရရှိစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်အဆက်ဆက်အရာရည်ကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါလို ရာကိစ္စပြုမှုမပြောဆိုမှုမှာမိမိတို့ရဲ့အလိုရာကိစ္စမပြောဆိုမှုမလုပ်မှုမှာအဲချွတ်ရလို့ပေါ့မိမိအိမ်ရဲ့အိမ်အပေါက်ကနေမိမိသွားမဲ့အရက်ကိုမျက်နှာမူစိတ်ထဲမှာမှန်းဆတန်းတာပြီးတဲ့အခါမေတ္တာပို့သွားတာမျိုးမျိုးတော့ရှင်နေတော့ရှင်တို့လမ်းဆောင်တဲ့အိမ်ဆောင်တဲ့တွေကိုမေတ္တာပို့သွားခြင်းအားဖြင့်အောင်မြင်တိုးတက်မှုကိုအထောက်အကူဖြစ်စေမှာအသေးစားပဲဖြစ်တယ်ဒါအပြင်အဆက်ဆက်ရရအစီအစဉ်ရံအတွက်မပြောမိဆရာငယ်နောက်ဖြစ်မိခြင်းခွန်ကို၃ညာနဲ့ကို၃ညာလေးတစ်လျှောက်790290416ဟိုကအတက်လီဂရမ်မှာဖြစ်စေဗိုက်ဘာနံပါတ်963 5050 5050မှာဖြစ်စေဆက်သွယ်မိများ9ကြောင်းနဲ့ တောက်ကြတာမိမိဆိုရင်ဒီတစ်ပတ်တာတော့ဒီမှာအဆက်ဆက်ရရတန်ကောင်းဇေယံအတွက်ဆိုရင်တော့မေတ္တာတုတ်တို့အေးချမ်းမှုတို့ရရှိအောင်လို့เนาะမြတ်စွာဘုရားမှာရေလူတာမျိုးတမဟုတ်ရင်တောက်ရင်လက်ကမ်းပြတာမျိုးတမဟုတ်ရေတံမှုဝေတာမျိုးအဲကျောင်းကန်ဇေယံဒီမှာရေဖြည့်တဲ့ပုဂ္ဂိုလ်လှုပ်ရှင်းဖြင့်ကြံ့ကြံ့မှုမျိုးရှိအောင်မြင်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲနောက်ဆုံးတဲ့အိမ်နဲ့ဆိုရင်စနေမှာပြန်ဆုံပါမယ်